ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတဲ့ဘုတ်ကတော့ Asia Times မှာပါရှိတဲ့ဆောင်ပါတဲ့ဘုတ်ကိုတင်ဆက်ပေးလိုပါတယ်။မကြီးမရာဖြစ်ကနေဆုံးသက်ပိုင်းကိုရောက်သွားနိုင်တဲ့မြန်မာပြည်တွင်းစေ2025ခုနှစ် February 16ရက်နေ့က Asia Times မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ Anthony Davis ရေးသားတဲ့ Myanmar's fluid war aging towards an end game သတင်းဆောင်ပါကိုဘာသာပြန်တင်ဆက်ထားတာဖြစ်ပါတယ်။ဆရာနာသိမ့်မှု၄နှစ်ပြည့်ပြီးချိန်မှာလာမယ့်နှစ်အတွင်းမြမပြည်တွင်စစ်အခြေအနေနဲ့ပတ်သက်လို့ကြိုတင်ခံမှန်းချက်တွေအရင်ကထက်တိတိတသားပုံများလာခဲ့ပါတယ်။စစ်ကောင်စီဒုက္ခရောက်ပြီးမလွဲမသွေပြူကြတော့မယ်။တရုတ်နိုင်ငံကမဖြစ်မနေဝင်ပါပြီးစစ်ကောင်စီကိုကယ်ပေးနေရတယ်။ စစ်ကောင်စီရဲ့ဂေဘောက်ရွေးကောက်ပွဲကိုလည်းတရုတ်ကထောက်ခံပေးနေတယ်။ဒေါ်လာရင်းအင်အားစုတွေကြားမှာဗမာနဲ့တိုင်းရင်းသားလူမျိုးစုတွေအချင်းချင်းအမြင်မကြည်ပဲအကွဲပြဲတွေဖြစ်နေတယ်။စသဖြင့်ခေါင်းနောက်ချင်းစရာ ဟော့ကင်းမျိုးစုံကြားနေရပါတယ်။လာမယ့်2025ခုနှစ်ပြည်တွင်းစစ်အခြေအနေနဲ့ပတ်သက်ပြီးတခွန်းနဲ့ပြောရမယ်ဆိုရင်ဘာမှရည်ရည်ရာရာမရှိဘူးလို့ပဲဆိုရမှာပါ။ နှစ်ဖက်စလုံးမှာအားနေချက်ကိုစီ ပြဿနာကိုစီနဲ့သူမသားကိုမသားဖြစ်နေတာမို့ဘယ်ဘက်ကအသာစီးရနေတယ်ဆိုပြီးမခံမနိုင်ပါဘူးဒါကြောင့်ဘာတွေဖြစ်လာမယ်ဆိုတာလည်းတိတိကျကျခံမှန်းကြည့်လို့မရပါဘူးမတိကြတာဆိုလို့တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေလူမှုဒုက္ခတွေပိုဆိုးလာဖို့သာရှိပါတယ်ဒီလိုမျိုးနောက်ခံအခြေအနေမှာထင်ထင်ရှားရှားမြင်တွေ့နေရတဲ့ လက်တွေ့အရှိတရားနှစ်ခုတော့ရှိပါတယ်။လာမဲ့လရီအတွင်းအဲ့ဒီနှစ်ချက်ကအပြန်အလှန်ဆက်ဆက်မှုမြမပြည်တွင်းစစ်အနာဂတ်ကိုတေချာပေါက်နှီးပါ ပုံဖော်သွားနိုင်တယ်လို့အဆုံးသက်အဆုံးဖြတ်ပေးနိုင်မဲ့အလားလာတော့ရှိပါတယ်။ဒါအပြင်မြမနိုင်ငံတဝန်းတရုတ်ဩဇာနဲ့တည်ငြိမ်အေးချမ်းစေရမယ်ဆိုတဲ့ဘီဂျင်းအစိုးရရဲ့ကျိုးပမ်းမှုတွေကိုလည်းရှောင်တိမ်သွားနိုင်ပါလိမ့်မယ်။ ပထမချက်ကတော့ကြဲကြဲလောင်လောင်ကြားသိပြီးသားတိုင်းရင်းသားလက်လက်နက်ကင်တွေရဲ့အောင်မြင်မှုပါတိုင်းရင်းသားလက်နက်ကင်တွေကအမြဲတမ်းတပ်ဖွဲ့တွေနဲ့ဘျူဟာကြကြလှုပ်ရှားပြီးသူတို့ရဲ့လှုပ်ရှားနေမြီတွေအလိုက်ကောင်းကောင်းထိမ့်ချုပ်နိုင်ခဲ့ကြပါပြီ2023ခုနှစ်နှောင်းပိုင်းဆင်နွှဲခဲ့တဲ့2029စစ်စင်ရေးကစပြီးတော့ရှမ်းပြည်နယ်အရှိမျောက်ပိုင်းကကိုးကန့်တဲ့ TNL ကချင်ပြည်နယ်က KIA အထင်ရှားဆုံးဖြစ်လာတဲ့ရခိုင်ပြည်နယ်က EE ဆက်သဖြင့်တိုင်းရင်းသားလက်နက်ကိုင်အသီးသီးကစစ်ကောင်စီကိုပြက်ပြက်သားသားချေမှုန်းပြီးတော့ကိုပိုင်ထိမ့်ချုပ်နေမီတွေရရှိလာကြပါတယ်။ဒါရဲ့စန့်ကျင်ဘက် ဖြစ်နေတာကလင်းနေကြအောင်ပျောက်ကြားစစ်ပွဲတွေဆင်နွှဲနိုင်ခဲ့ပေမဲ့စုစုစည်းစည်းနဲ့မာဘျူအာမြောက်ဖြစ်မလာကြသေးတဲ့ဗမာတော်လန်ကြီးတပ်ဖွဲ့တွေပါပဲ။ ဒါကဒုတိယအချက်လေးဖြစ်ပါတယ်ဒေတာလိုက် PDF တက်ဖွဲ့တွေအများကြီးရှိနေပေမဲ့အများတန်းတက်ဖွဲ့တွေအဖြစ်စစ်စင်ရေးနောက်တဆင့်ကို မတက်လန်းနိုင်သေးပါဘူးဒီလိုမျိုးစုစုစည်းစည်းနဲ့နောက်တဆင့်တက်နိုင်မှသာတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်တပ်ကိုအနိုင်တိုက်နိုင်မှာဖြစ်ပါတယ်ဒီအတွက် NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကိုအဓိကအားဖြင့်လက်ညှိုးထိုးရမှာဖြစ်ပါတယ် အလုတ်တွင်မှုထက်ဘျိုကရေစီဖွဲ့စည်းပုံပုံမှုစံနေသလိုငွေချင်းနဲ့လက်နက်လိုအပ်ချက်တွေကြောင့်စိတ်သွားတိုင်းလဲကိုမပါနိုင်ဖြစ်နေကြပါလေ။ဒါပြင်2021ခုနှစ်နယူးတော်လန်ရေးရဲ့နောက်ဆက်တွဲလူငယ်တွေရဲ့လက်နက်ကင်တော်လန်ရေးကြီးအပေါ်ဒါတန်နဲ့ဖြစ်နေအောင်အမိန်ပေးဥဆောင်မှုကလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့မစွမ်းဆောင်နိုင်သေးပါဘူး ခေါင်းဆောင်ပိုင်းအဆင့်မှာစီရီအတွေ့အကြုံမဟာဗျူဟာအမြင်နဲ့ပုံကူကြီးဩဇာတွေတိတ်မရှိတာကြောင့်လက်ရှိမြေပြင်အခြေအနေတွေအချိန်တိုအတွင်းပြောင်းလဲသွားဖို့အလားလာတိတ်မရှိပါဘူးဒလိုနဲ့လက်ရှိမတင်မကျအခြေအနေမှာ စိတ်တက်ကြနေပေမဲ့လက်နက်အင်အားတာလွန်နဲ့အကြမ်းဖက်တပ်ကမြို့ကြီးပြည်ကြီးတွေမှာအတိုင်းတာတစ်ခုထိလုံလုံကျုံကျုံတက်ဆွဲနေကြပါဦးမယ် ဖွဲ့စည်းပုံရအစိတ်စိတ်အမောမောဖြစ်နေတဲ့လွမြောက်နယ်မြေတွေမှာတော့လက်နက်ခဲယမ်းအ ਨੇ ချင်းရှိတဲ့ PDF တပ်ဖွဲ့တွေကမြို့ပေါ်ခိုင်ရမာစခန်းတွေက ထွက်လာတဲ့အကြမ်းဖက်တပ်ဖွဲ့တွေကိုအ ਨੇ နဲ့အများထိခိုက်အောင်တိုက်ခိုက်နိုင်လာပါလိမ့်မယ်။ဒါပေမဲ့အပီးတိုင်ခြေမုံပစ်တဲ့အထိဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ဖို့ ဖွဲ့စည်းပုံကြကြမာဗျူဟာကြကြအထက်မိန်တိုင်းစီရင်ရစူပေါင်းလှုပ်ရှားမှုတွေကတော့ကင်းမဲ့နေဦးမှာပါပဲဖြည့်ရှင်းရခတ်တဲ့ဒီပုတ်စာတွေအတွက်အဖြေကလွတ်မြောက်ပြီးသားတိုင်းရင်းသားနေမြေတွေနဲ့မြန်မာနိုင်ငံလေပိုင်းပြည်ပ ြည်မဒေတာထိစေရာဂျားဒေတာတွေမှာသာရှိပါလိမ့်မယ်ဒီဂျားဒေတာတွေကတိုင်းရင်းသားလက်နက်ကင်တွေထိမ့်ချုပ်ရာနေဆက်ဒေတာကိုအကာအဝယ်ပေးထားတဲ့စီရေးဂျားခံနေရာတွေလည်းဖြစ်ပြီးသားပါ2021ခုနှစ်အတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့်ထွက်ပြေးလာတဲ့လူငယ်တွေကိုခိုလုံခွင့်ပေးလေ့ကျင့်သင်တန်းပေးရှာနေရာကနေတိုင်းရင်းသားလက်နက်ကင်တွေကဂျားခံဒေတာမူဝါဒအနေနဲ့ ဗမာပြည်ရဲ့တွေကိုလက်နက်ခေရန်တက်ဆင်ပေးပြီးကုဒေသစီကိုပြန်စီခဲ့ပါတယ်။မြေပြန့်ဒေသမှာပြည်ရဲ့တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတိုင်းသားလက်နက်ကင်တွေတိုက်ခိုက်ပေးနေတာကိုလည်းမြင်တွေ့နေကြရပါပြီ။2022ခုနှစ်ကစတင်ပြီးဂျာဂန်ဒေသစစ်စင်ရေးတွေကိုသခိုင်းတိုင်းမြောက်ပိုင်းမှာအထင်ရှားဆုံးတွေ့မြင်ရပါတယ်။ KIA က PDF တပ်ဖွဲ့တွေဖွဲ့စည်းတီထောင်ပေးပြီးကောလင်းနဲ့ပင်လယ်ဘူး မျိုးသိမ်းတိုက်ပွဲတွေမှာပါဝင်ဆင်နွှဲခဲ့ပါတယ်။တပြိုင်တည်းမှာ TNL ကမန္တလေး PDF တပ်ဖွဲ့တွေကိုလေ့ကျင့်ပေးလက်နက်ခရံတပ်ဆင်ပေးပြီးတော့မန္တလေးမြောက်ပိုင်းမြို့နယ်တွေမှာလှုပ်ရှားစေခဲ့ပါတယ်။တိုင်းဒါလက်နက်ကိုင်တပ်ဖွဲ့ရဲ့ဦးဆောင်မှုနဲ့ PDF တပ်ဖွဲ့ကြီးတစ်ခုကိုကူညီထောက်ပံ့နိုင်ခဲ့တာစီးလှုပ်ရှားနေစီတာသခိုင်းဒေသမှာထက်တောင်ပြင်နေပါသေးတယ်။ ။ KNL ကလည်း PDF တပ်ဖွဲ့တွေဖွဲ့စည်းပေးပြီးကရင်ပြည်နယ်အပြင်ဘက်ပဲခူးရှိပိုင်းစစ်တောင်းမြေဝန်းဒေသမှာလှုပ်ရှားစေပါလေ။စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာတောင်ငူကို UTP စစ်တောင်းမြေရဲ့အရှိဘက်အနောက်ဘက်နှစ်ဖက်စလုံးမှာစီရေလှုပ်ရှားမှုတွေပြုလုပ်နေပါလေ။မဟာဗျူဟာရအရေးပါဆုံးလို့ဆိုနိုင်ပေမဲ့ဆိုနိုင်မဲ့စီးရဲချခံဒေတာတွေကတော့မကြသေးခင်ကပဲအီအီကြောင့ ပေါ်ပေါက်လာတာပါပထမပိုင်းမှာရခိုင်ရိုးမတောင်တန်းတလျှောက်မကွေးနဲ့ပဲခူးနေဆက်တွေမှာချင်းပီရက်တွေနဲ့မာမိတ်ထူထောင်ခဲ့တယ်လို့ဒီနေ့ဇန်နဝါရီလကစတင်ပြီး ARD မြို့ဝကျွန်းပေါ်ဒေသမှာလည်းစီရေးဂျားခန်ဒေသတွေပေါ်ပေါက်လာပါတယ်အေးရဲ့ရခိုင်ရိုးမစီဂျာခန်ဒေသတွေက ပကစဆက်ယုံတွေ စီတန်းတီရှိရာ ARD မြေကျောင်းတလျှောက်ကိုအပေါ်စီးကနေလွှမ်းမိုးထားပါတယ် စစ်တပ်ကစစ်စင်ရေးအတွက်လိုအပ်တဲ့လက်နက်ခဲယမ်းမျိုးစုံကိုအဲ့ဒီကပ္ပစာဆက်ယုံတွေကနေထုတ်လုပ်ပေးနေတာပါရန်ကုန်နဲ့တဆက်တည်းရှိတဲ့မြို့ဝကျွန်းပေါ်ဒေသကတိုင်းပြည်အတွက်စစ်ဝါရေးအရရေးပါတဲ့စံအုပ်ကြီးလည်းဖြစ်ပါတယ်ဗမာကရင်နဲ့ရခိုင်လူမျိုးတွေစုပေါင်းနေထိုင်ကြတဲ့အဲ့ဒီဒေသမှာအရင်က KNL တပ်ဖွဲ့တွေခြေကုပ်ယူခဲ့ကြဘူးပါတယ်ဒီစီရေးဂျာခန်ဒေသနှစ်ခုမှာအေရဲ့ သွေးတူးဆန်တိုက်ခိုက်မှုတွေကိုနေပြည်တော်ကမြန်မြန်ဆန်ဆန်တုံ့ပြန်ခဲ့တာကိုကြည့်ရင်အဲ့ဒီဒေသတွေကမဟာဗျူဟာရဘလောက်ထိ အရေးပါတယ်လဲဆိုတာတွေ့မြင်နိုင်ပါတယ်ဇန်နဝါရီလအတွင်းရခိုင်ရိုးမပေါ်မှာအေအေကိုတိုက်ခိုက်ဖို့မိထီလာခြေဆိုင်69တပ်မကနေအင်အား360ကျော်နဲ့စစ်စင်ရေးဆင်နွှဲခဲ့ပါတယ် ဒါပေမဲ့ February လအစပိုင်းမှာတွင်မရှုမလအေးနိုင်ပြီးအင်အားတော်တော်များများဆုံးရှုံးသွားတယ်လို့သိကြရပါတယ်။ January လအစောပိုင်းမှာနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ပသိမ်ကိုအင်အားဖြည့်ဖို့မော်ယူကတန်ချက်ကရင်တွေအပါဝင်စစ်ကူအများပြားရန်ကုန်ကနေအလင်းစလူခြစ်တက်ခဲ့ကြပါတယ်။ဘင်္ဂလားပင်လယ်အော်ကမ်းရိုးတန်းတလျှောက်ကနေတမျိုးတာပေါင်းမျိုးနယ်တွေက တောတောင်တွေဖြတ်ကျော်ပြီးတက်သွဲအေရဲ့ထိုးစစ်ကိုခုခံမှုလည်းဖြစ်ပါတယ်အဲ့ဒီနေရာတွေမှာတိုက်ပွဲတွေခုချိန်ထိဖြစ်ပွားနေသေးပါပဲလက်ရှိစီအခြေအနေအားအေအနေနဲ့မြို့ဝကျွန်းမော်ကပသိမ် ARD မြို့ပေးကပြည်လူမျိုး မြမပြည်လဲပိုင်းမြို့ကြီးပြကြီးတွေကိုတိုက်ခိုက်သိမ့်ပိုက်ဖို့စိတ်ဝင်စားမယ်မထင်ပါဘူးသိမ့်ပိုက်နိုင်မဲ့အင်အားလည်းရှိပုံမရပါဘူးတခြားတိုင်းသားလက်နက်ကင်တွေမှာလည်းအလားတူအခက်ခဲကိုစီရှိနေပါလိမ့်မယ်ဥမာအဖြစ် DNL ဆိုရင်စစ်ကောင်စီနဲ့အပြစ်ရဖို့တရုတ်ရဲ့ဖီအားကိုပြင်းပြင်းထန်ထန်ရင်ဆိုင်နေရပါလေအာနာသိမ့်ပြီးကလေးကတဖွားဖွားပြောနေတဲ့ရွေးကောက်ပွဲ ကျင်းပခြင်းအထိအကြမ်းဖက်စစ်ကောင်စီဆက်လက်ရပ်တည်နိုင်စေဖို့တရုတ်ဟာအခုလိုဖိအားလိုက်ပေးနေတာပါပဲ။ဒါပေမဲ့အေရမာမိတ်ပီရီယက်တပ်ဖွဲ့တွေကိုနှီးပြူအားရအကြံပေးဥဆောင်တာအမြဲတမ်းတပ်ဖွဲ့တွေဖွဲ့စည်းပေးတာစသဖြင့်အုတ်ချုပ်ထောက်ပံ့မှုဆိုင်ရာအကူအညီတွေကို တိုးမြှင့်လိုက်မယ်ဆိုရင် လာမယ့်ရက်တရက်ဘက်တွေအတွင်းလက်ရှိပျောက်ကြားစစ်ပဲဆင်နွှဲနိုင်တဲ့ဒေသတွေမှာစီရေးအဆင့်အတန်း မြင့်တက်လာဖို့ရှိပါတယ်ဒါကိုတိုင်းသားလက်နက်ကင်တွေရဲ့ဂျာခန်ဒီတစီရေနေမီချက်ထွင်ခြင်းဗျူဟာလို့တော့ဆိုနိုင်မယ်ထင်ပါတယ်မြာမာဗျူဟာရစီးပွားရေးအရာအရေးပါတဲ့ AR မြေကြောင်းတလျှောက်နဲ့မြဝကျွန်းပေါ်ဒေတာတွေကအေးထိမ့်ချုပ်နေမီနဲ့နီးနီးကက်ကက်တရှိနေတာမို့အထက်ကလူမျိုးဂျာကန်ဒေတာစီရေနေမီ ချက်ထွင်နိုင်ရမယ်ဆိုရင်ပြည်ရင်းစစ်ကြီးအချိန်တိတ်မကြာတော့ဘူးအလားအလာရှိပါတယ်။တစ်ချိန်တည်းမှာ KYTNL နဲ့ KNL တို့ရဲ့ဂျာခန်ဒေတာစီလှုပ်ရှားမှုတွေချက်ထွင်ဖိအားပေးလာခဲ့မယ်ဆိုရင်အကြမ်းဖက်စစ်ကောင်စီအနေနဲ့အရေးပါတဲ့စိုက်ပျိုးရေးစီးပွားရေးဆက်မှုလုပ်ငန်းတွေယူရင်းလာတာကို တောက်ခံနိုင်ပါအောင်မလားဆိုတာမေးခွန်းထုတ်ဖို့ဖြစ်လာပါလိမ့်မယ်။ လက်ရှိသူတို့တွားနေတဲ့ပုံစံကလမ်းကြောင်းပြောင်းဖို့လိုအပ်နေပြီဆိုတာဆက်ပြီးမသိကြအောင်ဆောင်လို့မရနိုင်တော့ပါဘူးဒါတော်တိုင်းသားလက်နက်ကင်တွေကဒီဒေတာတွေကိုလုံးဝတိမ့်ပိုက်နိုင်ခဲ့ရင်ဆိုပြီးပြောနေတာမဟုတ်သေးပါဘူးအဲ့ဒီလိုအကျက်ဆိုင်သွားရင်အကျန်းဖက်စစ်ကောင်စီခေါင်းဆောင်တက်ချုပ်မင်းအောင်လိုင်းပဲထွက်ပြေးမလားစစ်ဆက်ဆွေးနွေးကြဖို့မြစ်တာရက်ခံလာမလားဒါမှမဟုတ်နှမျိုးစုံဖြစ်လာမလား ဘာကိုမှခံမှန်းမှုတော့လက်ရှိမဖြစ်နိုင်သေးပါဘူးဘလို့ပဲဖြစ်ဖြစ်အင်အားကြီးတိုင်းရင်းသားလက်နက်ကင်တွေရဲ့ဥဆောင်မှုနဲ့ကြဲကြဲပြန့်ပြန့်ပျောက်ကြားစစ်စင်ရီးတွေကနိုင်ငံရေးအရာကစီးပွားရေးအရာပါဒေဝါလီခံရလူနီးပါးဖြစ်နေတဲ့အကျန်းဖတ်စစ်ကောင်စီကိုနက်နက်ရှိုင်းရှိုင်းချင်းချောက်လာနေပါပြီပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချ Oh yeah, man.